င်္ဂလာပါ The Analyst Perspective Page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့တော့ data အလုပ်လုပ်ပြီဆိုရင် data analyst လုပ်လို့ data scientist လုပ်လို့ data engineer လုပ်လို့ဘယ်သူမှပြင်းမလွတ်တဲ့ SQL ဆိုတဲ့ data management language အကြောင်းကိုရက်တရာအတွင်း beginner ကနေ intermediate level အထိလေ့လာနိုင်မယ့်100 days of learning SQL ဆိုတဲ့ series လေးကိုစလိုက်ပါမယ်ဗျာ ကျွန်တော်တို့အရင်ဆုံး SQL SQL ဆိုတာဘာလဲဆိုတာကိုအရင်ကြည့်လိုက်ရအောင် SQL ဆိုတာ structure query language ကိုအတူကောက်ခေါ်တာဖြစ်ပါတယ် structure data တွေကိုရွှေ့ပြောင်းဖို့ထားတို့ဖို့နဲ့ပြန်ညှက်ကတ်လုပ်ဖို့အသုံးပြုတဲ့ဘာသာစကားတစ်မျိုးဖြစ်ပါတယ်မြင်တောင်ပြောရရင်ဗျာအင်္ဂလိပ်စာနဲ့ရေးထားတဲ့စာအုပ်ထဲမှာရှိတဲ့စာတွေကိုကျွန်တော်တို့ကဖတ်နိုင်ဖို့အတွက်အင်္ဂလိပ်စာတက်ဖို့လိုတယ်အဲ့ဒီလိုပဲ SQL ကိုအသုံးပြုပြီးတော့အလုပ်လုပ်တဲ့ database management system တွေထဲမှာအလုပ်လုပ်တတ်ဖို့အတွက်ကိုက SQL ဆိုတဲ့ဘာသာစကားကိုကျွမ်းကျင်နေမှာဖြစ်ပါလိမ့်မယ် ကျွန်တော်တို့အခုနေ့စဉ်အသုံးပြုနေတဲ့ဖုန်းထဲ application တွေ website တွေ software တွေအကုန်လုံးရဲ့နောက်ွယ်မှာ database တွေရှိပါတယ်အဲ့ဒီ database တွေကို manage လုပ်ဖို့အတွက် database management system ဆိုတာကိုသုံးရပါတယ်အဲ့ဒီ system တွေထဲမှာ SQL ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ data တွေကိုထားတူတယ်ရွှေ့ပြောင်းတယ်ဖြည့်ညက်ကတ်တွေလုပ်ရတယ်ပေါ့ဗျာဆိုတော့အဲ့ဒီ system တွေမှာ SQL ကိုပဲသုံးရမယ်တခြား language တခြားဘာသာစကားကိုမသုံးရဘူးဆိုပြီးတော့ ဘယ်ချိန်မှာထုတ်ပြန်ခဲ့လဲဆိုတော့1986ခုနှစ်89ခုနှစ်ဒီမှာ ISO organization နဲ့ ANS organization တွေကထုတ်ပြန်ခဲ့ပါတယ်ဆိုတော့အဲ့ဒီအချိန်ကစပြီးတော့ကျွန်တော်တို့ဒီနေ့အထိ ရှိသမျှ application software website အကုန်လုံးရဲ့နောက်ွယ်က database တွေကို SQL နဲ့ပဲအလုပ်လုပ်ရတော့မယ်ဆိုတဲ့ standardly တခုထွက်သွားတယ်ပေါ့ဗျာ။ဒါကြောင့်မလို့ကျွန်တော်တို့ SQL ကအခုဒီနေ့ခေတ်မှာ data နဲ့ပတ်သက်ရင်ပြေးမလို့တဲ့ဘာသာစကားတခုဖြစ်နေတာဖြစ်ပါတယ်။အဲဒီတော့ဒီ SQL ကိုအသုံးပြုတဲ့ database management system တွေအကြောင်းကိုနည်းနည်းလေးဆက်ပြောပြပါမယ်။အခုဒီမှာမြင်နေရတဲ့ Oracle, Snowflake, MySQL, SQLite, PostgreSQL, Microsoft SQL Server တခြားတခြားသော database management system တွေအများကြီးရှိတယ်။အဲ့ဒီ system တွေအကုန်လုံးမှာက SQL ကိုအသုံးပြုပြီးတော့အထဲမှာရေးသားထားကြတာဖြစ်တယ်။အဲ့ဒီတော့ကျွန်တော်တို့က SQL ရဲ့ဘာသာစကားအခြေခံကိုသိပြီဆိုရင်ဒီ management system တွေ base system ပဲလာလာအနည်းငယ်များတော့မြန်မြန်ဆန်ဆန်နားလည်ပြီးတော့လိုက်လုံနိုင်တဲ့အနေအထားမှာရှိပါတယ်။ SQL ဆိုတာ software လည်းမဟုတ်ဘူး application လည်းမဟုတ်ပါဘူး။အဲ့ဒီ software တွေ application တွေရဲ့နောက်ွယ်ကနေ run နေတဲ့ programming language တခုဖြစ်ပါတယ်။အခုပြောခဲ့တဲ့ database management system တွေအကုန်လုံးက SQL ကိုအခြေခံပြီးရေးထားတာဖြစ်ပါတယ်။ဒါပေမဲ့ system တစ်ခုနဲ့တစ်ခုမှာတော့ အရေးသားလေးတွေခပ်ပါးပါးကွာတတ်တာတော့ရှိပါတယ်ကျွန်တော်တို့က SQL ရဲ့အခြေခံအရေးသားကိုသိထားပြီဆိုရင်ဒီအောက်က management system တွေဘယ်သူပဲလာလာသူတို့ထဲမှာရှိတဲ့ data တွေကိုထားတို့ဖို့ရွှေ့ပြောင်းဖို့ဖြတ်ညက်ကလုပ်ဖို့အတွက်အခက်အခဲမရှိလုပ်နိုင်မှာဖြစ်ပါတယ်โอเคဒီနေ့တော့တော့ဒီလောက်ပါပဲကျေးဇူးပါနောက်ပုံစံတွေ့ရပါဦး